မင်္ဂလာပါခင်ဗျဆရာငယ်ပါခင်ဗျနော်ဆရာရဲ့မိတ်ဆွေတွေဆရာကဒီနေ့မှာတော့2025ခုနှစ်ဒီဇင်ဘာလတလစာဗုဒ္ဓဖူးရဟူသာသမိတွေအတွက်တလစာဟောစနံကိုဆရာကဟောကြားပေးမှာဖြစ်တဲ့အတွက်ဥစွာပထမဗုဒ္ဓဖူးရဟူသာသမိမိတ်ဆွေဘယ်ကနေကြည့်နေရလဲဆရာကဒီဗီဒီယိုလေးကိုကြည့်နေတဲ့မိတ်ဆွေများ2025ခုနှစ်အခုဆိုရင်ပြက်ကြိန်တစ်ခုရဲ့နောက်ဆုံးလကိုရောက်လာပြီဒီပြက်ကြိန်တစ်ခုရဲ့နောက်ဆုံးလဆရာငယ်ရဲ့မွေးလမှာမိတ်ဆွေတို့ ကံရှင်တွေရောဒီနှစ်ရဲ့အချင်းမိတ်ဆွေတို့ဘလို့ရှိလဲဆိုတာတုံးတန်းရေးပြီးပါပါအောင်လို့ပြောရင်းနဲ့ဗုဒ္ဓဖူးရအောင်တာသမီးတွေအတွက်စတင်လိုက်ကြရအောင်ခင်ဗျာနရောင်25ခုနှစ်17လပိုင်းအတွက်ဗုဒ္ဓဖူးရဟူတာသမီးမိတ်ဆွေများမိတ်ဆွေတို့ရဲ့ရင်ထဲမှာလက်ရှိမှာအရာရာကိုတခြားဝပြုံလဲပြည့်စည်နေတဲ့စိတ်တွေဆုံးဖြတ်ချက်တစ်ခုခုကိုချမှတ်ရတော့မယ်ကိစ္စတစ်ခုခုကို မလို့ရှင်မဲ့လုံးရတော့မဲ့ဖြစ်ရှင်တဲ့အရာတွေကိုဖြစ်လာပါလာပါမလားဆိုတဲ့စိုးရိမ်စိတ်တွေတိမ်ငယ်စိတ်တွေများစွာဝင်နေပြီးတော့အာဖြစ်ရှင်ရဖြစ်ွားဆိုပြီးတော့တုံတိုက်တိုက်ကြားကြိုက်ကြိုက်တခုခုကိုရအောင်လုပ်မယ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့စိတ်မျိုးတွေများစွာစဉ်းစားပြီးခေါ်နေတော့လာဖြစ်ပါလေဒါပြင်မိတ်ဆွေတို့တခုရအောင်တာသမီးတွေဒီတလတာတော့ဒီမှာဆိုရင်မိတ်ဆွေတို့ရဲ့ကံကွာအဆိုးပင်ဖြစ်ပါစေအကောင်းပင်ဖြစ်ပါစေထင်ပေါ်ခြင်းကြော်စောခြင်းတွေရရှိတတ်တဲ့အတွက်ကြောင့်မလို့ဘာကမှတုံးခဲအမှာတော့မှဘယ်ရာကမှကယူမဆိုင်ဖြစ်နေမိမိရဲ့ဖြစ်ရှင်တဲ့စိတ် 骗了的家，这 များစွာကြိုးစားရင်အင်မတန်အားသာကောင်းမှုပြီးတော့ခံကောင်းစေတဲ့လဖြစ်ပြီးတော့စိုင်းမှုတင်ခြင်းအမိပေးခြင်းထင်ပေါ်ခြင်းဆိုရှယ်မီဒီယာပလူတန်ဆာအဆရှိတဲ့အရာလေးတွေလူသိထင်ရှားကြော်ကြားတဲ့အလုပ်တွေအများနဲ့ပတ်သက်ရင်အဆိုးပင်ဖြစ်ဖြစ်အကောင်းပင်ဖြစ်ဖြစ်ကြော်ကြားတတ်တော်လဖြစ်တတ်တဲ့အတွက်တော့ဒုံဖိန်ပေါ့နော်ကြောက်ရွံ့စရာမလိုဘူးစိုးရိမ်စရာမလိုပဲနဲ့ကိုကိုကိုတစည်းချင်းမှန်မှန်ရှာရင်ဖြစ်ရှင်တဲ့အရာကိုကျင်းသိဥတီချက်ကိုရဲဝန်းနဲ့ဆုံးဖြတ်ထားရင်ကျင်းသိအောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေအဆုံးသတ်မှာရရှိမယ်လားဖြစ်ကြောင်းထပ်လောင်းပြောကြားလိုက်ပါစီဒီတလတာတော်တွင်မှာမိတ်ဆွေဘုတ်တခုရအောင်တာသမီးများ ဲ့ကျမ်းမာရေးနဲ့ပတ်သက်လာရင်တော့အတွေးနည်းနည်းလွန်နေတာမျိုးလေးတွေအိမ်မပြောတာမျိုးလေးတွေဖြစ်ရတတ်တယ်အထူးသဖြင့်သွေးနဲ့ပတ်သက်ပြီးတော့သွေးတိုးသွေးတက်ရှိတဲ့မိတ်ဆွေများအသွေးသားနဲ့ပတ်သက်ပြီးသွေးတိုးသွေးတက်တာမျိုးလေးတွေကြုံရတတ်တယ်လို့အိမ်တွင်းရေးကိစ္စမိသားစုရေးကိစ္စလေးတွေမှာကိုမပါရင်မပြီးတာမျိုးထပ် ိုဝင်ပါလိုက်ခါမှာပြဿနာတွေပိုလာတာမျိုးတွေကိုကငကူကတော့အကောင်ကိုကဝင်ပြီးတော့ပြောဆိုလိုက်ခါမှာကို့အမားဆိုပြီးတော့ဝိုင်းပြီးတော့အပြစ်ပုံချတာမျိုးတွေကြုံရတတ်တယ်လို့ညီကိုမောင်နှမကိစ္စလေးတွေကြောင့်ခေါင်းကရတာမျိုးစိတ်ဆိုးရတာမျိုးစိတ်ညရတာမျိုးတွေအနှင်းငယ်လရဲ့အစမှာကြုံတွေ့ရတတ်တော့ကာလာပိုင်းရှားဖြစ်ပြီးတော့ဒီဇင်ဘာ6ရက်နေ့ကျော်ရင်တော့အစိုးညံ့နေဟာဗုဒ္ဓဘုရားတာသမီတွေအတွက်ကြော်လွန်ကောင်းမှုပြီးတော့ကံကောင်းမှုတွေကျင်းသည်ရရှိပြီးတော့စိတ်ချမ်းသာစရာတွေကျင်းသည်ရရှိလာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုတော့ဒီဇင်ဘာ1 to 8ကိုတော့အတိပြုစင်နေရလိုအပ်ကြောင်းနဲ့ဘာကိုဖြစ်ဖြစ် အမှန်တရားပဲဖြစ်ဖြစ်မှားတာပဲဖြစ်ဖြစ်လိုက်လံဖြည့်ရှင်းနေရှင်းလေရှုပ်နေဖြစ်တတ်တဲ့အတွက် don't care view site မနေပဲနဲ့ကိုယ့်ရဲ့ဥတီချက်ကိုတွားပြီးတော့လောက်ဆောင်တာပုံမကောင်းမှုပြီးတော့အဲ့ဒီနောက်မှာတော့ဒီဇင်ဘာ9 30ကြာရင်စတင်ပြီးတော့နောက်လကုန်တဲ့အထိကိုနှစ်ကုန်တဲ့အထိကိုကောင်းမှုပြီးကံကောင်းမှုတွေရရှိမှာအတိအကျပဲဖြစ်ကြောင်းဆရာပြောရပါတယ်။ကောင်းပြီ။မိတ်ဆွေတို့လက်ရှိမိတ်ဆွေတို့ရဲ့လက်ရှိကံကိုကအစိုးနဲ့အကောင့်နဲ့ဒွန်တွဲနေတာဖြစ်တယ်လို့အလရဲ့အစာကိုတော့တတိထားစင်ရင်ပြန်လိုအပ်တောင်းထပ်လောင်းပြောကြလိုက်ပါရစေ။ ငွေကြေးငွေကြေးနဲ့ပတ်သက်လာရင်တော့ဘာမှစိုးရိမ်စရာမရှိပါဘူးငွေကြေးနဲ့ပတ်သက်မိမိလုပ်ရင်လုပ်တလောက်အောင်မြင်မှုနဲ့တိုးတက်မှုတွေရရှိမဲ့ကာလဖြစ်ပြီးတော့လက်လွန်ထားတဲ့ငွေကြေးတွေပြန်လဲရရှိတာမျိုးနေဝေးနေချဘာသာအဝေးတနေရာကနေပြီးတော့ငွေကြေးဝင်လာတာမျိုးမထင်မဖဲနဲ့ပုံကိုယ်ဆက်ပဋ္ဌာန်းဆက်တွေရဲ့အကူအညီတွေရရှိတာမျိုးလေးတွေကြုံရတတ်တယ်လို့မိစေတို့တွေနဲ့ငွေကြေးနဲ့ပတ်သက်လာလို့ရှိရင်လည်းဘာမှမစိုးကိုကိုယ်တိုင်အမိခံလို့ချင်းဥဆောင်လို့ချင်းနေရအောင်မြင်တိုးတက်ပြီးတော့လက်လွန်ထားတဲ့ငွေကြေးတွေမှာဆိုရင်ကိုကိုယ်တိုင်ပြောဆိုတာမျိုးလေးတွေကအောင်မြင်ချင်းတိုးတက်ခြင်းတွေရရှိတတ်တဲ့ကာလပိုင်းခြားဖြစ်ပါတယ်လုပ်ငန်းနဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်ရင်လည်းအလုံးရှာနေသူတွေအလုံးသိ စ်ရရှိစေနိုင်သောကာလပိုင်းခြားဖြစ်ပြီးတဲ့အခါလုပ်ငန်းအလုပ်နဲ့ပတ်သက်လို့ရှိရင်လည်းဘာမှမဆိုတိုးရှက်လှုပ်ဆောင်ခြင်းတွေဟာအသာပြီးတော့တိုးတက်ကောင်းမွန်ခြင်းတွေကံကောင်းခြင်းတွေရရှိမဲ့ကာလပိုင်းခြားဖြစ်ပြီးတော့ဘာကိုဖြစ်ဖြစ်အထက်လူကြီးအကြီးအကဲတွေရဲ့အကူအညီထောက်ကူကိုအနေငယ်ရရှိတတ်တော်လာဖြစ်ပါတယ်ခင်ဗျာထို့အပြင်မိတ်ဆွေတို့အနေနဲ့အယောင်းငွေဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ကုတန်းယောင်းငွေရေးဆိုင်ရာလုပ်ငန်းတွေအကျိုးပေးပါတယ်ဒါအပြင်စားသောက်ကုန်လုပ်ငန်းတွေစံစီစေစားဆက်ပစ္စည်းနဲ့ပတ်သက်သောလုပ်ငန်းတွေအကျိုးပေးပါတယ်ထို့အပြင်အထက်အလိတ်လုပ်ငန်းတွေတီတီဖနက်အွန်လိုင်းဆိုရှယ်မီဒီယာနဲ့ပတ်သက်သောလုပ်ငန်းတွေရှေ့တိုးဆောင်ရလုပ်ဆောင်ရင်အသာကောင်းမှုပြီးတော့ကွန်းလို့ချမ်းလို့ ကားတို့ကွန်ပျူတာတို့အစရှိတဲ့လုပ်ငန်းတွေနဲ့ပတ်သက်ရင်လည်းဘာမှမဆိုရှေ့တို့ဆောင်ရင်လှုပ်ဆောင်ရင်အောင်မြင်တို့တက်ပြီးတော့ကံကောင်းမှုတွေရရှိမဲ့ကာလပိုင်းခြားဖြစ်ပါလေ။ OA ရှံမီဝယ်လို့တဲ့မိတ်ဆွေတို့တခုရအောင်သာသမီးများ OA ရှံမီဝယ်ခြင်းစောက်ခြင်းပြောင်းခြင်းရောင်းခြင်းကောင်းခြင်းအစရှိတာကြိုက်တာလို့ရှေ့တို့ဆောင်ရပြီးတော့လှုပ်ဆောင်အားကကောင်းမှုတို့တက်ပြီးတော့ကံကောင်းပြီးတော့ဒက်စီဒီဇယ်ဒေါ်လာစီအွှေစေး အဆရှိတဲ့အရာမျိုးတွေမှာလည်းလက်ဆောင်ရတာမျိုးတွေအကူအညီရတာမျိုးတွေဒီလုပ်ငန်းတွေကိုချစ်တူလှုပ်ဆောင်ဆောင်ရွက်ရင်အောင်မြင်ခြင်းနဲ့တိုးတက်ခြင်းတွေဟာကျင်းတည်ရရှိမှာတော့အသေးစားပဲဖြစ်ကြောင်းဆရာကရေရေကြီးပြောရဲပါတယ်ထို့အပြင်ဒီလက်တာတော့ပြမဆိုရင်ယာလူလုပ်ငန်းကိုင်ကနေပတ်သက်ပြီးယာလူတိုးတာမျိုးယာလူတက်တာမျိုးတွေကြုံမှတ်တတ်တယ်မထင်မှာပဲခྱི་ထွက်ရတာမျိုးတွေခྱི་သွားရတာမျိုးတွေအထောက်ကူကောင်းအကြံဉာဏ်ကောင်းတွေရရှိတတ်သောကာလာအပိုင်းရှားဖြစ်ပါလေခင်ဗျာဒါအပြင်မိတ်ဆွေဘုဒ္ဓကုရာဟုတ်တသမီးတွေနဲ့ဒီရက်၁၂လပိုင်းဆိုတဲ့ကာလာဒီမှာငွေကြီးနဲ့ပတ်သက်လာရင်လည်းနေရှား ဘာသာခြားလူမျိုးခြားတွေရဲ့အကူအညီကိုရရှိတတ်တယ်။ငါကက passport လုပ်ငန်း၊ visa လုပ်ငန်းနဲ့ပတ်သက်ပြီးတော့ခြေတူဆောင်ရွက်လုပ်ဆောင်လုပ်ရမယ့်မိစေများခြေတူဆောင်ရွက်လုပ်ဆောင်မှာ passport ကိစ္စ၊ visa ကိစ္စ၊ပြပရဝေးခရီးသွားနဲ့ပတ်သက်သောကိစ္စတွေအဲဟိုခြေတူဆောင်ရွက်လုပ်ဆောင်လို့ကောင်းတယ်။သို့တော့ဘာသာစကားသင်တန်းနဲ့ပတ်သက်တာမျိုးလေးဒီမှာတော့တတိယစင်တွေမှာပညာရေးနဲ့ပတ်သက်လာရင်တော့ဘာကိုမစိုးအနှဲငယ်လေးအယုံကံရတတ်သောကာလဖြစ်တဲ့အတွက်ပညာရေးကံလေးတွေမှာနည်းနည်းလေးညံ့နေတဲ့အပိုင်းခြားလေးတွေမှာတွေ့ရတယ်။ပညာရေးကံနဲ့ပတ်သက်ရင်တော့အနှဲငယ်လေး အော်စိုးရိမ်စရာဖြစ်ရမယ့်ကာလစိတ်ပန်းလူပန်းမိမိဖြစ်ချင်တာတစ်ခုဖြစ်နေတာတစ်ခုဆိုပြီးတော့ဒီလိုနှစ်ခုတွန်တွဲနေတော့ကာလပိုင်းခြားလေးဖြစ်တတ်တဲ့အတွက်မိတ်ဆွေပုံတစ်ခုရအောင်သာသမီးတွေအနေနဲ့ဒီချက်လေးတွေကိုတော့တတိယဆင်ခြင်ပေးရအတွက်တော့လိုအပ်သောလားဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီထို့ပြင်အိမ်တွင်းရေးကိစ္စလေးတွေမှာမိသားစုကိစ္စလေးတွေမှာနည်းနည်းလေးအနှဲငယ်စိတ်ညစ်ရတာမျိုးလေးတွေအိမ်တွင်းရေးကိစ္စလေးတွေနဲ့ပတ်သက်လို့မိသားစုကိစ္စလေးတွေနဲ့ပတ်သက်လာရင်အနှဲငယ်လေးနားလည်မှုလွဲနေတာမျိုးကိုက ဟိုကိုကအကောင်းမြင်မိမယ်ကိုကိုအကောင်းမမြင်နေတာမျိုးမကြည်နေတာမျိုးတန်တရားစိတ်တွေနဲ့ကြည်နေတာမျိုးဒါမျိုးတွေကြုံတာတက်တယ်လာဖြစ်တဲ့အတွက်ကြောင့်မလို့မိတ်ဆွေတို့အနေနဲ့အိမ်တွင်းကိစ္စမိသားစုရေးကိစ္စတွေမှာဆိုကိုကူညီဝင်ပါနိုင်ကူညီပေးလိုက်ပါမကူညီဝင်မပါနိုင်ကိုကစစ်စစ်ကလေးနေတာဟာအဖြစ်ကောင်းဖြစ်ပြီးတော့ခါမဟုတ်သူတို့ဟာသူငင်းခုန်နေတော့ကိုကဝင်ပြောလိုက်တာမှကို့အမားဖြစ်တာမျိုးကြုံတာတက်တဲ့အတွက်တော့မိသားစုရေးကိစ္စအိမ်တွင်းကိစ္စတွေမှာအိမ်အတွင်းရေးဆိုတဲ့အတိုင်းမျိုးအိမ်တွင်းထဲမှာထားတာပုံမကောင်းမှုပြီးတော့အကံကောင်းစီတော့လာဖြစ်ပါတယ်ထို့အပြင်မိတ်ဆွေတို့အနေနဲ့စက်ပစ္စည်းရင်ပျောက်တတ်တာမျိုးတွေကြုံတာတက်ပါတယ်တတိထားစင်နေပြီးလို့လိုအပ်ပါတယ် စာချုပ်စာနှံကိစ္စတွေတတိယစင်ကြီးဆောင်ရွက်ပါစေတနာနဲ့ပြောတဲ့ကိစ္စတွေမှာဝေဒနာဖြစ်ရတာမျိုးတွေကိုယ့်ကိုအထင်လွဲနှားလွယ်မှုလွဲတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့မလူအပ်ရင်စကားအများကြီးပြောတာဟာအမှားအများကြီးပါတတ်တော့လာဖြစ်ပြီးတော့နည်းနည်းလေး short ပေးဖို့လူအကြောင်းထပ်လောင်းပြောကြလိုက်ပါရစေ။ဒါအပြင်မိတ်ဆွေကိုတခုရအောင်တာသမီးတွေအနေနဲ့အဲမိတ်ဆွေတို့ဒီလတ်တာတို့ပြင်မှာဆိုလို့ရှိရင်တော့မိတ်ဆွေတို့အနေနဲ့အရေးပြားတဲ့ပတ်သက်တာမျိုးရားနာတာမျိုးတွေကြမ်းမာရင်းနဲ့ပတ်သက်လာရင်လည်းရာသီအခုပြောင်းကာလလေးတွေကြောင့်အနည်းငယ်ချူချာတတ်တော့ကာလပိုင်ချဖြစ်တာလွင်တော့ကျန်တာစိုးရိမ်စရာမလိုပါဘူး။ဒီကာလမှာ အလုတ်တစ်ကိစ္စလုပ်ငန်းတစ်ကိစ္စလေးတွေထပ်လုပ်ငန်းဟောင်းမိတ်ဆွေဟောင်းနေနဲ့ပတ်သက်ပြီးတော့စကားပြောရင်တတိထားပြောပါဆင်ခြင်ပြောပါဖြစ်နိုင်ရင်မလိုအပ်ဖြစ်တဲ့အရေးကြီးသောကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမှာစကားနဲ့နဲ့ထိထိရောက်ရောက် တိတိကျကျလှုပ်ဆောင်တာဟာပုံမူအားကကောင်းမှုပြီးတော့မလိုအပ်တဲ့စကားအများကြီးပြောရင်အမှားအများကြီးပါတတော်လှဖြစ်ပြီးတော့နားလည်မှုလွဲတာမျိုးတွေဖြစ်ရတာမျိုးအယိုးဆွတ်ခံရတာမျိုးတွေဆွဆွဲခံရတာမျိုးတွေကြုံရတတ်တဲ့အတွက်တော့အဲဒါလေးတွေကိုတတိပြုစင်နေမှာစေတနာတွေမပူပါနဲ့ဝေဒနာပြည့်ရတတ်တော့ကာလာအပိုင်းချဖြစ်ကြောင်းထပ်လောက်ပြောကြလိုက်ပါစီအိုးအိမ်ချမ်းပြေဝဲလိုသူတွေချစ်တို့ဆောင်ရပါရောင်းလိုသူတွေချစ်တို့ဆောင်ရပါငဘူကယာရုကိစ္စလုပ်ငန်းကိစ္စယာရုတို့ဖို့ယာရုတက်ဖို့လှုပ်ဆောင်နေတဲ့မိတ်ဆွေများတကယ်ကိုကျင်းတည်ယာရုတို့ချင်းယာရုတက်ချင်းတွေကြုံရတတ်လို့အိုးအိမ်ချမ်းပြေပိုင်ဆိုင်ရာချင်းမျိုးတွေအိုးအိမ်ချမ်းပြေနဲ့ပတ်သက်ပြီးတော့ကံကောင်းမှုတွေရရှိတတ်သော လာဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီအဲလူငယ်တွေအချင်းချင်းနဲ့ပတ်သက်လာရင်တော့ရည်စားလဲရချစ်သူလဲရဖြစ်တတ်သလိုစံကောလက်ကောအာသာကောင်းမှုပြီးတော့တရားမပြောင်းသူကောင်းမဖြစ်ဆိုတဲ့အတိုင်းနဲ့အပြောင်းလဲနဲ့ခကြီးထွက်ကမှပူဇော်ပါပေါ်တာမျိုးတွေခကြီးထွက်ကမှအဲကြီးစားတက်ရတာမျိုးတွေအရှိတက်ရတာမျိုးတွေအိမ်တော်ဘက်ဖူးစာဘက်ပေါ်တက်တော့ကလာပိုင်ရှားဖြစ်ကြောင်းထားလောင်းပြောကြလိုက်ပါစီအိမ်တော်ကြီးအိမ်တော်ကြီးနဲ့ပတ်သက်လာရင်လည်းငကူကဝေးကွာနေတော့အိမ်တော်ရှင်များအဖို့ပြန်လဲစုံစည်းရတာမျိုးတွေပြန်လဲပေါင်းရတာမျိုးတွေကြုံအားတက်ပြီးတဲ့အခါမိတ်ဆွေ အိမ်တော်ကြီးနဲ့ပတ်သက်လာငါတို့ကနားလည်မှုလွဲနေတယ်မိတ်ဆွေတွေတောင်ဒီကာလမှာနားလည်မှုရှိအောင်ရှေ့လို့ဆောင်ရပြီးတော့တဦးနဲ့တို့တယောက်နဲ့တယောက်တိုင်းတိုင်းမင်းမင်းနိနေနိုင်နိုင်လို့ရင်အသာကောင်းမှုတိုးတက်ပြီးတော့ကံကောင်းစီတော့လာဖြစ်ပါတယ်နဂူကအချုပ်အောင်ဖြစ်နေတော့ဗုဒ္ဓဘုရားတာသမီများအနေနဲ့ပြည်ပြန်လဲလွတ်မြောက်လာတာမျိုးတွေလွတ်မြောက်လာတဲ့သတင်းတွေကြားရတာမျိုးတွေအဆက်အသွယ်ပြတ်နေသူတွေပြန်လဲပြီးတော့ပျောက်သောသူခြာနေတွေ့မဲ့လာဖြစ်ကြောင်းထထောင်းပြောကြလိုက်ပြရစီခင်ဗျာထို့အပြင်ဗုဒ္ဓဘုရားတာသမီမိတ်ဆွေတွေဒီလာတာတော့ဒီမှာဆိုလို့ရှိရင်တော့ မိတ်ဆွေတို့ရဲ့နော်ဟိုဟိုကံဟာတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီရန်အတွက်ဆိုလို့ရှိရင်မိတ်ဆွေတို့အနေနဲ့အဲဘာကုန်မဆိုရှေ့တိုးဆောင်ရန်လှုပ်ဆောင်တဲ့အခါမှာတနင်္ဂနွေသားသမီးတို့စနေသားသမီးတို့နဲ့တွက်ဖက်လုပ်တာမျိုးဟာမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့အားသာကောင်းမှုပြီးတော့ကံကောင်းစီသောကာလပိုင်းရှားဖြစ်ပါတယ်ခင်ဗျာပညာရေးနဲ့ပတ်သက်ရင်လည်းစိတ်ပန်းလူပန်းစိတ်မောလူမောဖြစ်ရတတ်တဲ့အတွက်ကြောင့်မလို့လက်ရှိရှိနေတဲ့နေရာကနေပြီးတော့ပညာရေးနဲ့ပတ်သက်တင်ယူခြင်းစိတ်အားနည်းနေသောလာဖြစ်ကြောင်းလည်းထပ်လောင်းပြောကြားလိုက်ပါစီညီကိုမန္တမကိစ္စလေးတွေဆွေမျိုးသားချင်းကိစ္စလေးတွေတော့အနည်းငယ်လေးစိတ်ညစ်ရတာမျိုးတွေကြုံရတတ်တယ်ထို့အပြင်မိတ်ဆွေတို့နဲ့ဘာလို့ဖြစ်ဖြစ် အဲဖြစ်နိုင်လို့ရှိရင်စကားနဲ့နဲ့နဲ့အများကြီးလောက်တာပုံမှုပြီးတော့ကောင်းမှုပြီးတော့ကံကောင်းစီတော့ကာလာဖြစ်ပြီးတော့ရည်ရွယ်ချက်ဥတီချက်တွေကိုတားခတ်ကိုရဲရဲထားပြီးတော့ရဲရဲဆောင်ရရင်အောင်မြင်တိုးတက်မှုတွေကံကောင်းမှုတွေရရှိစီမှာအတင်ကြပဲဖြစ်ကြောင်းထပ်လောင်းပြောကြလိုက်ပါစီယာရုလုံမကန်ကန်နဲ့ပတ်သက်ရင်ယာရုတိုးနိုင်တယ်ယာရုတက်နိုင်တယ်ထို့ပြင်မိတ်ဆွေတို့နဲ့ရာထူးတိုးခြင်းနဲ့ရာထူးတက်ခြင်းနဲ့မထင်မှဖဲနဲ့ပုပ်ကိုကောင်းပထန်းဆက်ကောင်းတွေအခုညီတွေရရှိတတ်တယ်။ရွှေလောက်ဝက်လက်စားဗရံမြကြောက်နီလာအဆရှိတာမျိုးတွေဖရဲဇီဒီတိန်ဗရံမြအဆရှိတဲ့အရာမျိုးတွေအလူကံပုပ်ကိုအဆရှိတာမျိုးတွေ အဲလက်ဆောင်ပစ္စည်းဗန္နာရရှိတတ်တယ်လို့မိတ်ဆွေတို့ဒီလာတာတို့တွေမှာဆိုရင်တော့အဝေးတဏီယာကဆွေမျိုးသားချင်းကောင်းနေချားလူမျိုးချဘာသာချားတွေရဲ့အကူအညီကောင်းထောက်ကမ်းကောင်းတွေကိုကျင်းတည်ရရှိတတ်တော့လာဖြစ်ကြောင်းထားလောင်းပြောကြားလိုက်ပါစီဒီလာတာတို့တွေမှာဗုဒ္ဓဘုရားတော်သမီးများအနေနဲ့အချိုးပေးစီတော့အရဟာတော့တောင်ဆုစုရဲ့ဖြစ်ပြီးတော့စန်းတီယာအရကတော့အနောက်တောင်တောင်ရဲ့ဖြစ်ပါတယ်ခင်ဗျာဗုဒ္ဓဘုရားတော်သမီးတွေဒီလာတာတို့တွေမှာဆိုလို့ရှိရင်အချိုးပေးကံကောင်းစီတော့အရာအနေနဲ့ဆိုရင်တော့ခရမ်းရောင်လို့ခဲရောင်လို့ အဝါရောင်လို့ကမိစုတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီတော့လဖြစ်တာအသေးစားပဲဖြစ်တယ်ဘုဒ္ဓဘုရားတာသမီများဒီလာတာတော်ဒီမှာဆိုအကျိုးပေးကံကောင်းစီတော့နေသားအနေနဲ့ဆိုရင်တနင်္ဂနွေတာသမီတို့စနေတာသမီတို့နဲ့ပတ်သက်ပြီးတိုးတက်ကောင်းမှုပြီးတော့အကြံဉာဏ်ကောင်းတွေရရှိတတ်တော့လဖြစ်ပါတယ်ထို့ပြင်မိစုတို့ဒီလာတာတော်ဒီမှာဘာကိုမစိုး မင်းစီတို့အနေနဲ့အရေးကြီးသောကိစ္စလုပ်ငန်းဆောင်တာကိစ္စတွေကိုပြုမှုဆောင်ရွက်တဲ့အခါမျိုးတွေကြာရင်တော့မင်းစီတို့အနေနဲ့သတိထားဆင်ခြင်ပေးရမှာကတော့နည်းနည်းလေးအတွေးမလွန်ပါနဲ့ဗဇက်ကဖရားလက်ကကာယဖြစ်တတ်ပါတယ်အရေးကြီးသောကိစ္စတွေလှုပ်ဆောင်တဲ့အခါပြုမှုဆောင်ရွက်တဲ့အခါမှာကံကောင်းစီရန်အတွက်မိမိအိမ်ကမျက်စွာဖရားမှာတောက်တော်ရင်အေးအေးလေးနှောက်ခေါက်ကိုလှူပြီးတော့လိုရာဆူတောင်းပြီးတော့သွားရင်မိမိတို့ရဲ့အလိုဆန္ဒပြည့်ဝသွားမှာအသေးချာပဲဖြစ်ပါလေခင်ဗျာဒါအပြင်မင်းစီတို့ဒီတလတာဟာဘာကိုပဲဖြစ်ဖြစ်စိုးစိုးညံ့ညံ့ညံ့တဲ့အရာတွေမှလည်းမရဘူးထားခဲလိုက်တော့ ဆရာတို့အခုပြက်ကလေးတစ်ခုရဲ့နောက်ဆုံးနှစ်ကိုရောက်ပြီဆိုတော့26ခုနှစ်ကိုမကြခင်ရောက်ရှိလာတော့မယ်အဲဆရာဆိုလို့ရှိရင်17လပိုင်း31ခါဆရာရဲ့ဝင်နေဆိုတော့အဲလက်ဆောင်တွေ pre order လက်ခံနေပြီဟာဆိုတော့ကောင်းပြီဘောတခုရောက်တော့မိမိတ်ဆွေတို့ဒီတလားတော်ဒီမှာပြက်ကလေးတစ်ခုရဲ့နောက်ဆုံးလာမှာတော့အစိုးညံတွေကိုကုံစီအောင်လို့ဇာခင်သားမှာအမေးပြန်တဲ့ရေတရားလေးဆရာပြက်ကလေးရေတရားလေးပြန်ပြန်ပေးပါမယ်ခင်ဗျာ တို့အပြင်ပြန်လဲရိုက်ပြပါမယ်တချို့မသိရင်လဲရိုက်ရှာပါတချို့မိတ်ဆွေဟောင်းနေရတော့တိမယ်ဆိုတော့ဆရာထူး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 မပြောတော့ဘူးအဲ့တော့2026 2026ပေါင်းညက်တက်စေ numerology ရဆိုရင်တက်ကနန်းတက်ကနန်းဟာစတင်ခြင်းလို့ခေါ်တယ်တာရော့မှာ magician magician ဆိုတဲ့အတိုင်းပဲစတင်ခြင်းနေမူရှာအောင်ရမယ်ဆိုပြီးတွေးပြီးတော့2025တက်နဲ့လုံးရအစိုးညံ့တွေကိုဒီလမှာအဆုံးတက်လိုက်တော့ရလိုက်တော့အညံ့နေမကောင်းမှုတင်တာတွေကိုဖျက်လိုက်တော့အစိုးတွေကိုထားခဲ့ပြီးတော့ ပင်ဖြတ်ပြီးတော့2026ကိုကောင်းတာအနေနဲ့အတူသွားမယ်ဇာငယ်နဲ့အတူ2026ကိုကောင်းတာအနေနဲ့အတူစတင်ပြီးတော့ဆုံးဖြတ်ချက်ကောင်းတစစ်ချီကောင်းလုပ်ငန်းကောင်းအလုပ်ကောင်းတွေကိုစတင်ပြီးတော့တော့မမဂျူရီပါပဂျူရီအားလုံးထားခဲ့ပြီးတော့ကောင်းမွန်ခြင်းနဲ့အေဂျင့်ချင်းတွေအားလုံးကို2026မှာ ဆရာတို့အတူဆရာကတော့ရက်ဆောင်နေပြီမိတ်ဆွေတို့ထွက်ပြန်ကြတော့တယ်ကဲကံကောင်းခြင်းနဲ့အတူခြေလာကိုဆက်လို့ရအောင်လို့ပြောရင်းနဲ့မိတ်ဆွေများဒီတလတာတို့တင်မှာအဆဆရရမိမိတို့ရဲ့ကံကောင်းစီသောနံပါတ်ဟာတော့၄ကနန်း၈ကနန်း၃ကနန်းနေရမိတ်ဆွေတို့ရဲ့ကံကိုတိုးတက်ကောင်းမှုပြီးတော့ကံကောင်းစီသော ခဏဖြစ်ပါတယ်အချို့ဘေးကံကောင်းစေပြီးတဲ့အခါမိတ်ဆွေတို့ရဲ့ရောင်းကုန်တွေဝယ်ကုန်တွေအယောင်းတွအယောင်းဖက်စီဖို့အတွက်မိမိတို့ရဲ့ကုန်ပစ္စည်းတွေကိုခေါင်းပြီးလေးတစ်ချောင်းနဲ့ထိတွေ့ရိုက်ပုတ်ပြီးတော့ရောင်းထပ်ပါစေရောင်းထပ်ပါစေဆိုထိတွေ့ရောင်းလိုက်ပါကအယောင်းဝယ်ကောင်းပြီးကံကောင်းစီမှာမှာဗဇက်ကဖျားလက်ကကာယဖြစ်တတ်တဲ့အတွက်ဘာသာတရားများများလို့ပါအဋိဋ္ဌံအနေနဲ့ပြုလုပ်ခြင်းသဘာဆိုရင်တော့မေတ္တာတုတ်တနည်းကိုကိုးကောင်းလုံးနဲ့ ဆက်နှစ်ရတတိအဋ္ဌံပြုပါဒါအပြင်မိစေတို့အနေနဲ့ဆက်စားရတဲ့ကံကောင်းစီရင်ပတိစိတ်လိုတဲ့မိစေများကတော့အရဟံတိတ်ထိဘဂဝါအောင်ဆိုသောပတိကိုစိတ်ချင်းဖြင့်အစိုးညံ့နေပြပြကံကောင်းစီမှာပါယေရယာမပေးမိမှာဇယငေနာမှာ926ခုနှစ်အတွက်တစ်နှစ်စာမိစေတို့ရဲ့တိတံမူလဇာတာနဲ့မွေးနေ့ခုနှစ်တည်းတေချာတူးချင်းစီတွတ်လို့တပါဆိုရင်တော့ဆက်စီမှာတူတင်စရင်တော့ပေးလို့ရပါပြီခင်ဗျာ အဲမနစ်ကမရတဲ့မိတ်ဆွေတွေအတွက်တော့ဆရာဦးစားပေးပြီးတော့တွက်ပေးပါမယ်အကြံနဲ့မိတ်ဆွေတွေကတော့ရခြင်းမရခြင်းကိုဆရာပြန်လှည့်ပြီးတော့ဆက်သွယ်ပေးပါမယ်ခင်ဗျ2026တော့ဖြစ်နိုင်ရင်တော့အိမ်ကအိမ်ကိုရောက်မှာပါဆရာလက်ဆောင်လေးတွေထည့်ပေးဆရာလေးတွေ ဖြစ်ရှိပါတယ်ဒါအပြင်ဒီတနည်းထဲမှာ2026ခုနှစ်အတွက်တနည်းစာဟောစာမှာမှာယူတဲ့မိတ်ဆွေများကျွန်တော်ဒကြံအတွက်တော့တီးကြံတအုပ်ချင်းစီစစ်မပြီးတော့ပဲနဲ့ဒကြံအတွက်တော့နည်းနည်းလေးဆရာမှာအလုပ်လေးတွေများတဲ့အတွက်1988ရဲ့တနည်းစာကိုတော့မဟောကြောင်းနဲ့ဆရာ hostline ကြီးတွေနဲ့နေရာတွေကိုပဲဒကြံအတွက်ရိုက်ပြင်ပေးပါမယ်ဆိုတဲ့အကြောင်းပြောရင်းနဲ့2026အတွက်တူးခြားတာကတနည်းစာဟောစာမှာယူတဲ့မိတ်ဆွေများအတွက်ကတော့တသက်စာမိတ်ဆွေတို့ရဲ့မူလစာတသက်စာမှာအကျိုးပေးတဲ့အရာတွေဗလံဘာညာတွေအားလုံးအပြည့်စုံကိုဆရာတသက်တာကိုဟောစာကိုအချိန်ပြည့်ရေးထားပေးပါကြောင်းနဲ့ မနစ်ကမြရတဲ့မိတ်ဆွေတွေဆရာရှင်မှာခွန်ကိုတုံညာနှစ်ကိုတုံညာလေးတစ်လျှောက်7902904416 WhatsApp Telegram မှာဆက်သွယ်မေးမြန်းနိုင်ကြောင်းနဲ့ TikTok Messenger မှာဧည့်သည်လက်မှတ်ကောင်ကြောင်းပြောရင်းနဲ့ကဲဟိုတစ်ခုရအောင်သာသမီမိတ်ဆွေတွေအဆက်ဆက်တွေဟာအစီအမီအောင်မြင်တိုးတက်စေပြီးတော့ပြုလုပ်ရမယ်ရတရားအနေနဲ့ဆိုရင်တော့ဖြင့်မိတ်ဆွေဟိုတစ်ခုရအောင်သာသမီများခင်ဗျာငွေကြေးအစီအမီစီပြီးတော့အဆက်ဆက်တွေဟာကံကောင်းစီရန်အတွက်မိတ်ဆွေတို့ရဲ့ကန်နာဒါတွေတိုးတက်ပြီးကံကောင်းစီရန်အတွက်ပြုလုပ်ရမယ်ရတရားအနေနဲ့ဆိုရင်တော့ဖြင့်လူသုံးမျိုးကိုဒါနကုသိုလ်ပြုရပါမယ် ဘလို့လူတုံးမျိုးကိုလဲဆိုတော့မိစေတို့အနေနဲ့မိမိတို့အနေနဲ့မိမိတို့ရဲ့တော့ဟိုပါဝင်ကျင်ပါပဲဖြစ်ဖြစ်မတူညီတဲ့လူတုံးမျိုးကိုထက်အသက်ကြီးသောသူတို့မဟုတ်ရင်ဖုန်ကြီးရဟန်းဟိုတမျိုးတို့မဟုတ်လို့ချင်းပုံကုတ်တုံးမိမိနဲ့အထအသက်ကြီးသူကိုတမျိုးမိမိထရှုတ်တဲ့သူကိုတမျိုးဆိုပြီးလူတုံးမျိုးပါဖုန်ကြီးရဟန်းကိုထက်အသက်အရည်ကြီးသောသူကိုထက်ငယ်ငယ်ပြီးတော့ရှုတ်တဲ့တော့သူတွေကိုသုံးမျိုးကိုမိတ်ဆွေတို့အနေနဲ့ဘာလူရမလဲဆိုတော့မိတ်ဆွေတို့ရဲ့ငွေကြီးကံအထောက်အကူရရှိစေရန်အတွက် စံအနှဲငယ်တို့မဟုတ်မိမိတက်နိုင်တာလေး၃မျိုးပြီးတော့တရားထဲလှူပေးရပါမယ်။ပြီးရအခါအဆက်ဆက်ရေးရအထောက်အကူရရှိစေဖို့အတွက်ထပ်တူအကျိုးပြုပြီးတော့ကံကောင်းပါစေဆိုတဲ့ရည်ရွယ်ချက်ကလေးနဲ့မိတ်ဆွေတို့နေနဲ့မိမိတို့အဲ့ဒီနေပါပဲเนาะအခက်အခဲတွေပြေပြောက်သွားစေရအတွက်မိမိအိမ်ကမျက်စွာဖျားမှာပဲတောက်ရီ၃ခွက်စွန်း၃ခွက်၃ခွက်လှူပြီးတော့မိတ်ဆွေတို့ရဲ့အိမ်မှာမျက်စွာဖျားမှာဆူတောင်းပါခင်ဗျာ။ဒေချာပါလေဘာလဲမပြောတော့ဘူး။ဆက်လာပိုင်းပြင်မှာအဆက်ဆက်ရရအောင်မြင်စင်ပြီးတိုးတက်ပြီးတော့ကံကောင်းလာမှအတိအကျပဲဖြစ်ကြောင်းဆရာကပြောရင်းနဲ့ ဗုဒ္ဓဘုရားတာသမီမိတ်ဆွေတွေ2025ခုနှစ်ဆန့်လာပိုင်းတွင်မှာဘာကိုပဲဆွဆူဘာကိုပဲညံ့ညံ့တုံးခဲ2026မှာဆရာတော်ဆောင်နေပြီမိတ်ဆွေတို့လိုက်ခဲ့ပါတော့ကံစိုးမှုတွေအညံ့တွေအဆိုးတွေကိုထားခဲ့ပြီးတော့2026ကိုသွားကြအောင်လို့ပြောရင်းနဲ့ဗုဒ္ဓဘုရားတာသမီမိတ်ဆွေတွေဒီဆန့်လာပိုင်းဟုတ်လားနောက်ဆုံး2025ရဲ့ဆန့်လာပိုင်းတွင်မှာကန်စာတာကောင်းမှုတွေရရှိပြီးတော့2026ကိုလည်းကံကောင်းခြင်းတွေအတူရရှိအောင်တည်ဆောင်သွားနိုင်ကြပါစေ tế sang toán này chả vào gì cho ông biêu ông nhìn mua bông ta là sau nhà vào gì nha cha giàu đi mà tiền bị được khả bây giờ nhá